အခုကောင်းကျင့်တယ်ဆိုတာနဲ့ငြင်းငြိမ်းဆိုတာဖြစ်သွားပါပြီလို့ကျွန်တော်အဖြေကိုပေးလိုက်တာတခါတည်းကိုအဖြေကိုပေးပြီးသားပါတည်းရဲ့ဟုတ်အဲ့ဒါပြီးပြီတော့နော်အဲ့ဒါပြီးပြီတော့မလဲမပြီးဘူးဖြစ်တယ်လို့လေဖြာပြီးတော့အခုတစ်ခေါက်ပြန်လာဟဲ့ပြီးမှမပြီးတာဖြာပြီးတော့ဖဲ့ရာဟဲ့လားဒါမပြီးရတော့တာကန်နေရှိတယ်အဲ့တော့ဇာတ်ပေါက်တယ်လေအဲ့ဒီအဲ့ဒီကိစ္စလည်းဒါတော့ဖတ်ပြီးလို့ကိစ္စတွေကလည်းကော့ကူတော့ထုတ်ကြအောင်ပေါ့ကျွန်တော်တော့ဘာမှမဆွေးနွေးလို့ အဲ့တော့ဟိုဒီလိုပဲနောက်တစ်ဆင့်နောက်တစ်ဆင့်ဆိုတဲ့အဆင့်တွေကိုပဲပြီးတော့ပြီးနေတာပဲဘာအဆင့်မှဘလို့ဆုံးဖြတ်မစွာတော့လေပြီးနေတယ်ဟဲ့ဟာလားဘောလုံးနဲ့ဘောလုံးပြီးပြီလေအဲ့တော့ तू ကဆုံးဖြတ်လို့ရတယ်သူယတိပြတ်တာလုံးကြရအောင်လို့ဆုံးဖြတ်လို့ကိုအဲ့ဒီအဆုံးဖြတ်တဲ့လာဖို့ကိုရတယ်တော်တော့ကျွန်တော်ဒါပြစ်မပြောဘူးအဲ့ဒီအဆုံးဖြတ်ပါလေဒါကောင်းပါလေ ဒါလာပြီးတော့မှအခုလိုကျွန်တော်တို့နဲ့စကားတိုက်ရိုက်တွေ့ဆုံတွေ့ဆုံပြောပြီးကျွန်တော်သိချင်တာကဒီကအေးမင်းဒီမှာဒီလိုအခြေအနေနေနဲ့နိုင်ငံတော်အစိုးရကတော့ဒီလိုပဲရှိပြီးကျွန်တော်ကအရာကြီးချုပ်ကိုလိုက်ငါတို့နဲ့ဖိတ်ဆုံတော့ပြောဆိုခဲ့တာဟဲ့လားအဲ့လိုပြောဆိုခဲ့တဲ့အနေအထားရှိနေတယ်တို့ဘလို့လုတ်ကြမလဲဘာလုတ်ကြမလဲဆိုတော့ဘောတိုင်မင်လို့ရနိုင်ပါ့မလားရမယ်နဲ့ရပါတယ်ဒီနေ့ရပါရပါတော့ ရအောင်လေတတ်တတ်တတ်ရတော့ကျွန်တော်တော့မပါပါဘူးဟိုနေ့ကလည်းမဟုတ်တော့ဘူးလားဟိုမူအဲ့ဒါဟိုကျွန်တော်ကိုယင်းကြီးစွာနဲ့ဖာလီဟိုနေ့မှာဟိုယင်းကြီးစွာနဲ့သဘောထားပြီးတော့ဖာလီကျွန်တော်ပြောခွင့်ပြုလိုက်အဲ့ဒါနဲ့ကျွန်တော်ပြောမယ်เนาะဟိုနိုင်ငံမှာတတ်ပိုင်းဆိုတာနေရာမှာဖာလီကတတ်အားလုံးတော့ပြောနိုင်တဲ့အခြေအနေမျိုးတတ်ခံလို့ရတယ် ကျွန်တော်ကတော့တောင်ယူနေတယ်အဲ့ဒါညီရရပေါ့ကျွန်မပြီးဆိုလိုတာကိုဘက်ကလည်းဒါကိုဖာဒီလိုကျွန်တော်တွေးခွဲတယ်ဆိုတော့အမြင်မျိုးနဲ့တွေးခွဲမယ်ဆိုတော့အမြင်မျိုးနဲ့ပြောတာပေါ့ခုနတပိုင်းဆရာတော့ရတယ်နိုင်ငံပိုင်းဆရာလည်းမရဘူးကဲအဲ့တော့နိုင်ငံရေးပိုင်းဆရာလည်းမရဘူးဖာဒီပါဆက်လို့အဲ့ဒါကျွန်တော်တောင်း ဘာဖြစ်ဖြစ်ပေါ့ဆိုင်မှမှမှအဲ့တော့အဲ့လိုမျိုးဟိုပြောနိုင်ဖို့ကဟိုဖန်တို့စီစဉ်တော့လုပ်နိုင်တယ်ပေါ့။ညာတို့ပဲတဲ့။ကဲအဲ့ဒါလုပ်နိုင်တယ်ခဏရတော့ယုံကြည်သွားပြီ။အဲ့တော့ဟိုဘက်ကဖွဲ့နေတာပေါ့။သူတို့မဖြတ်နိုင်ဘူး။ဟိုဘက်ဖွဲ့တယ်ပေါ့။ပြောတာဝင်ရအခုကဆိုရင်ကြည့်ရတာ ရမယ်ညက်လည်းချက်မရတဲ့နေရာရှိတယ်။ကျွန်တော်ကြောက်တာတော့တာတော့ကြောက်တာပဲ။ဒါရီတော့ဘာလို့လဲ။ဒီလိုနောက်ကြရတာပဲ။အဲ့ဒါလည်းတာပြောမှာပေါ့။အဲ့ဒါလည်းတော့ဒီမရောက်။တာတော့ရတယ်ဒီပုံနောက်ပုံပါဠိလိုကမနေချူစားမှာလေ။ကျန်တာပါပါလေခါဒီလိုအခုဒါဆွေးနွေးလို့ရပါ냐ဆိုတော့နောက်တာခါဒီလိုရဲ့အနေထားကိုဒါသိရတယ်ဟုတ်ဒီနေ့လေးတက်လာမယ် တရားမီတိုင်းမှာရှိတော့ကရင်အနေနဲ့လည်းတက်နိုင်တယ်ခို့လူမွန်ပြည်နယ်ထဲမှာရှိတော့အင်အားအရများမယ်ဆိုရင်ကရင်အနေနဲ့တက်နိုင်တယ်တော့သူကအင်အားတွေများတော့နော်အဲ့တော့ဒီအမျိုးသားထွက်တော်ထဲမှာလည်းပဲကရင်တိုင်းသားတွေအားကြီးမဲ့ပါကရင်ပြည်နယ်ထဲကတခုတည်းရဲ့ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာသူတတ်မှတ်ထားတဲ့အင်အားကျော်လုံးလို့ရှိရင်တော့အဲ့ဒီအဲ့တော့ တော်တော်ကိုယ်စားဖြစ်နေရွေးလို့ရအဲဟိုကြောက်ဟိုမှာကိုင်းပပီးအကိပြင်းနေရတယ်ကျွန်တော်ဟိုကောင်းရတယ်အဲဒီမောက်ရဲ့ပြည်နယ်အစိုးရရဲ့အစီအစဉ်နဲ့ပြည်နယ်အတွင်းမှာသုံးဆွဲဝင်စီမံဝင်ရှိပြီးအဲဥမာကတိုက်ပွဲဖြစ်တယ် တိုက်ပွဲဖြစ်စဉ်မရှိဘူးဗျာဒီပြပရအပြပရတော့တွေ့ရမှာပေါ့ပြပရတော့ပထမဦးစားပေးရတော့ကျွန်တော်တို့ပဲဟိုစစ်တပ်ကပေါ့ဟုတ်လားဟိုအဲ့ဒီတော့အဲ့ကျွန်တော်တို့ပဲဆိုတာလည်းအဲ့ဒီချင်းကသူတို့ဖွဲ့စည်းထားတဲ့တပ်မတော်ပဲဟုတ်လားအဲ့ဒီကတော့အရင်ချမှာပဲပြီးတော့မှဗတိတော့မပါလို့ရအောင်လေပြင်နေတာအင်းညာတိုက်ရဲ့ဘော်ဒီအောင်ပေါ့ဒီမှာအဲ့ဒီဘိုးဆိုးရပြီးမှာဟုတ်လားဘိုးဆိုးရပြီးတင်းလေတို့ရတာဒီကနေလို့ ေးလိုက်ဟုတ်တယ်ဟုတ်တယ်ဒီကလည်းသူကမမောက်ကြည့်တဲ့ဘိုးစွားနေလို့မှအကုန်လုံးလုပ်ပြီးပါဘူးဒီကျေအဲ့ဒီလူစင်နဲ့ရဲရဲသူစတော့ဟိုရဲပဲဟိုရဲပြောလာအရင်ကရဲပြောပါမှာလေဟုတ်လေဒါကရဲဆိုတာကဖတ်ပြီးလို့ရဲအုတ်ချုပ်ရေးအာနာအပြည့်အဝရှိရအောင်ရဲကိုဖွဲ့စည်းပြီးတော့ဖတ်ပြီးတော့အုတ်ချုပ်ရေးအာနာအပြည့်အဝရှိရအောင် ဟုတ်လားဓမ္မကြီးလည်းအဲ့ဒီကအဲ့ဒီဒီမတော့ဒီမဆိုဒီမကပါမယ်ကျွန်တော်ပါပါဒီကျွန်တော်ပြောပြမယ်ပါတီကိုလာကဟိုဖြတ်မေးလို့အဲ့တော့မျိုးသားတော်တော်ကြီးတဲ့မှာပါတီကကရင်တိုင်းရင်းသားတွေထက်ကပြောရမယ်ဆိုရင်ကရင်ပြည်နယ်အတွင်းကတိုင်းရင်းသားလည်းပဲဒါတော့မဖြစ်မနေဘူးကတော့တက်တယ်ရပြီလားရပြီလားတခြားတိုင်းရဲ့ပြည်နယ်မှာဟာအင်အားအရသတ်မှတ်ပေးထားတဲ့အင်အားအရသူက ဟိုရှိတယ်ဆိုရင်အဲ့ဒီအင်အားအရယူသားစုတော့ကိုတက်နိုင်တယ်တက်မယ်ဒီလိုလိုကျွန်တော်တို့တွေပြည်နေပါဘူးအခုတိုင်းနဲ့ပြည်နယ်ဆက်လိုက်ပြီးဆက်လိုက်ပြီးဘမပြည်နယ်ဘမပြည်နယ်ရလို့ရှိသူက PRB တိုင်းမန္တလေးတိုင်းဘူးတိုင်းရန်ကုန်တိုင်းမကွေးတိုင်းစကိုင်းတိုင်းအဲ့လိုရှိအဲ့ဒီနေမှာအဲ့ဒီတိုင်းမှာအဲ့ဒီတိုင်းနဲ့မှာလည်းဘူးမှာ လူမျိုးစုကလည်းပဲမျိုးစုံဆုံးရှိဘာကြီးအေးကြီးကြောင်းမှုကအဲ့ဒီနေရာကိုတကယ်ရရှိဖို့ခက်ကုန်ပြီဘာကြီးရတာတာကိတာမျိုးတော့လာတာရှင်းကြတာလည်းဒီမှာဒီထဲဒီပြီးလို့တော့မှာဒါနေနေတာပါလားဒါတော့တောင်းမယ်ဒါတော့တောင်းတာဒါကမျိုးသားတို့မျိုးသားတို့မျိုးသားတို့တော့ရှင်းလိုက်တော့ဟုတ်ရှင်းပြီတော့အဲ့တော့ဗမာပြည်ထဲမှာရှိတော့ မိတိတိုင်းတဲ့ဒီနယ်မှာရှိတဲ့ကရင်လူမျိုးမဆိုသူ့တတ်မှတ်ထားတဲ့အင်အားပြည့်တယ်ဆိုရင်ဝင်းချဲခံပြီးရှိတယ်။သူ့ပြင်မဲ့သူကရင်ပြည်နယ်ထဲမှာရှိတဲ့ကရင်ကတော့ကမဆူပဲဘယ်လိုလိုပဲပါပြီလား။သူကလူအများလား။ကြားပြီတော့အဲ့တော့အမျိုးသားထွတ်တော်ကပြင်တိုင်းလိုက်ထွတ်သူပဲမွန်လဲအများကြီးတို့လူချင်းချင်းချင်းတရားပြီးမောပါတယ်ရခိုင်ရှံပုံပါပါရပြီတော့ယူသားထွတ် တော့အဲ့ဒီမျိုးသားဖြစ်တော်ပြီးတော့နောက်ဖြစ်တော်ပြီးတော့ပြည်သူတို့တော့အဲ့ဒီပြည်သူတို့တော့ဆိုတာကဘာလဲဆိုတော့ပါတီဖွဲ့ရှင်းပြီနော်ခါလေးပါတီပါတီတွေဖွဲ့ထားတော့အဲ့ဒီပါတီတွေကရွေးချယ်တဲ့ပုံစံတွေဒီချက်ကဟုတ်မလားအဲ့တော့ဒီဘက်မှာ လူမျိုးစုအနေနဲ့တိုင်းရင်းသားလူမျိုးစုအနေနဲ့တစ်ဖက်ကတက်ထားသူတစ်ဖက်ကလည်းပဲပါတီထောင်ထားသောပုဂ္ဂိုလ်များတက်နော်အဲ့ဒီခုကနေတော့ပါအချိုးကြပြည်တော်စုတွတ်တော်ဆိုတော့မှတွတ်တော်ကြီးဖြစ်ရှိပါဒါတော့အဟိုကြီးပဲကြီးပဲထက်ဆုံးပဲအဲ့ဒီပြည်တော်စုတွတ်တော်မှာဒီကတက်တဲ့အမျိုးသားတွတ်တော်ကလူတွေကပြည်သူတွတ်တော်ကလူတွေကသူ့အချိုးကြနေကျွန်တော်တို့စေတော့ရှိပါ ဲ့ဒီအချိုးကျနေတဲ့ပြည်တော်စုလွှတ်တော်ကြီးကဒါအကုန်လုံးကိုအကြီးဆုံးကြီးဖြစ်ပြည်တော်စုလွှတ်တော်အမြင့်ဆုံးပဲဖြစ် အာဒါတွေဖြစ်လာမဲ့အာဒီပါဒါဒါဒါနိုင်ငံတော်ဆိုးရရဲ့ဘိုးဆိုးရရဲ့မူဝါဒကလည်းခြားခြားရရှိတယ်ပြည်သူတွေရပါပြီဟုတ်လားပြည်ရဲ့မူဝါဒပြည်ရဲ့လမ်းမှာဒါပါတော့ဘူကနေတော့မှကြီးကြပ်ပြီးတော့မှဘာအကုန်လုံးစီစဉ်ပေးမယ်ဟာအကုန်လုံးတော့အကုန်လုံးကတော့ရှုပ်ပါဘူးသူသမားတို့သူအကုန်ရှုပ်ပါဘူးဟုတ်အကြောင်းကလည်းမျိုးမျိုးပေါ့ဘူဒီတော့ဘယ်ကြီးစီစဉ်လဲခုပြလဲဘယ်ကြီးစီစဉ်လဲခုပြတတ်ချက်တော့ပဲရှိမှာပေါ့ဘယ်အကြောင်းကဆိုဘိုးဆိုးရလို့ပဲဘယ်အကြောင်းကဆိုဘယ်ရလို့ဆိုတော့ပြန်ရတာခုပြဘိုးမျိုးဆိုးရ မှပြောတာဖတ်ပြီးရတယ်ကျွန်တော်တို့ဒီပြည်နယ်တိုးတက်တဲ့ပြည်နယ်တရားဓာတ်ဆိုရင်ဆိုတော့တော့အများကြီးရတယ်ဟုတ်ကဲ့ဟိုကကိုယ်ကတရားပြည်နယ်ဆိုတာပြောတာမြှပြရမြှပြရအဲ့အဲ့ဒါကဘိုးဆိုးရတယ်သူကစီစဉ်မယ်ဒီခါကြီးအကုန်လုံးစီစဉ်မယ်ဒါတော့မြှပါမှာအကုန်လုံးလွတ်ပေးလိုက်လို့ရှိရင်လည်းပြည်နယ်နဲ့တိုင်းရပြည်နယ်နဲ့ပြည်နယ်မမြှဘူးမမြှဘူးဟုတ်လားနောက်ဆိုပြည်နယ်ဘာမှမ